ရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့စီစဉ်မစားခင်မှာတော့ channel ကို subscribe လုပ်ပေးနာခအောင်နှိပ်ပေးထားဖို့မြင်တာရက်ခံရင်းနဲ့ဒီနေ့ရုပ်ရှင်ကားကို VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့လဲပြောပြစီအော်ဒီနေ့မှာကတော့၄စင်ရက်ဆက်တင်ဆက်လာခဲ့တာအမေမသိရင်တော်တော်ကြာနေပြီကြာနှစ်ရက်ရှိပြီတော့ဒီနေ့မှာ၃ရက်မြောက်ကွန်ဂျူရင်းဇက်ကားတွေ၃၅မြောက်ဇက်ကားလို့ပဲပြောရမှာပါအဲ့တော့ဆက်သွားကြအောင်ပါကျွန်တော်တို့တူတူဒီနေ့ရုပ်ရှင်ကားလေးကိုခန်းစားကြည့်လိုက်ပါဦးခင်ဗျာဇူလိုင်လ၁၈ရက်နေ့1982ခုနှစ်မှာ အန်နဲ့လော်ရင်ဝါရန်တို့မောင်နှံနှစ်ယောက်ကိုဒေးဗစ်ဂရက်ဆယ်ရဲ့ရှစ်နှစ်ရွယ်ကောင်လေးတစ်ယောက်ကိုအပနေမို့အတွက်ဖိတ်ကြားခြင်းခံခဲ့ကြပါလိမ့်။အက်လေရောက်အချိန်မှာဘုရားသခင်စီမှာဝိပုစုတောင်းပြီးတော့ခဏလောက်နားကြတဲ့အချိန်မှာပဲဒေးဗစ်အမရဲ့ကောင်လေးအာနီကအပေါ်တက်ကသူ့ရဲ့အခန်းထဲကိုပြန်ခေါ်သွားပေးခဲ့ပါလိမ့်။အပမိသားဆွေတတ်တရားခိုင်မာနေတဲ့အတွက်အက်တိုရဲ့အသည့်ဖာသာဂေါ်ဒန်လည်းမကြခင်မှာဘုရားကျောင်းရဲ့ခွင့်ပြုချက်နဲ့အတူလာပြီးတော့အပနှင်ပေးတော့မှာပါ။အာနီကအပကက်ခံထားလို့ပေးမနေတဲ့ဒေးဗစ်လေးကို မင်းအတတိရှိတဲ့ကောင်လေးပဲလို့ပြောရင်းနဲ့အားလုံးအစီအမေသွားတော့မှာပါမလို့အားတင်းထားပါအောင်ကွာလို့အားပေးစကားပြောနေခဲ့ပါလိမ့်ဒေးဗစ်ကတော့သူ့ရဲ့အမကိုဘယ်တော့လက်ထားမှာလဲလို့ပြန်မေးလိုက်ပြီးအာနီလည်းရှက်ရှက်နဲ့အပြေကိုလှမ်းကြည့်လိုက်တဲ့အခါကားစီးနဲ့သူပဲရောက်ချလာတဲ့ Father Gordon ကိုတွေ့လိုက်ရပါလိမ့်ဒါကြောင့်အာနီကထွက်သွားပြီးတော့ Father Gordon ရောက်လာနဲ့တကားကိုစောင်းတဲ့အသံတွေခြေသံတွေကိုကြားလာတာကြောင့်ဒေးဗစ်လည်းကြောက်ကြောက်နဲ့ရေချိုးကန်းနဲ့ဝင်ပုန်းနေလိုက်ပါလိမ့်အဲအချိန်ရေချိုးကန်းလိုက်ကဘိုးကနေလက်မဲမဲကြီးတစ်ဖက်ကိုမြင်လိုက်ရပြီးလက်ကြီးကပြန်ဆုပ်သွားတဲ့အခါမှာရေပိုက်ကနေ ရုပ်တရက်သွေးတွေပန်းထွက်လာခဲ့ပါတော့တယ်။ဒေးဗီရဲ့အော်တန်ကြောင့်အက်တိုတွေအားလုံးနဲ့အမြန်ပဲပြီးတက်လာခဲ့ကြပါတယ်။ခန္ဓာကောက်ဖွင့်လိုက်တာနဲ့ဂျောင်းသားမှာကတ်နေဒေးဗီကိုတွေးလိုက်ကြပြီးဒူးစားနာတကူကဒေးဗီကပုံမှန်နဲ့မတူပဲပေဆောင်းဆောင်းနဲ့ပြန်ကြည့်နေခဲ့တာပါ။အဖေဖေးသူကအနားကိုကတ်သွားတော့ဒေးဗီကရုပ်တရက်ကြီးအချုံတစ်ခုနဲ့ပေါင်ကိုပြေးထိုးပလိုက်ပါတယ်။ဒါဆိုရင်တော့ပူကတ်ခံပြီဆိုတာလုံးဝသေချာလို့သွားခဲ့ပါပြီ။ဒိုနဲ့ဖာသာဂေါ်ဒန်ကချက်ချင်းပဲအပါနေမလို့လောက်လိုက်ပြီးတော့အက်ကလည်းဒေးဗစ်ကိုအောက်ထပ်ကဇပွဲစီအိုအမြန်ခေါ်သွားခဲ့လိုက်ပါတယ်။ ကင်မရာတွေလည်းအသင့်ပြင်အတံဖန်းကြိယာတွေလည်းတက်ဆင်လိုက်ပြီးတဲ့နောက်မှာတော့ Father Gordon ဘုရားယွတ်ဆိုတန်တွေနဲ့အတူအပနှင်းထုတ်ခြင်းစီစဉ်ကလည်းစတင်လို့လာခဲ့ပါတော့တယ်။ David ကအသက်ကုန်ယုံခံနေတဲ့အချိန်မှာ Lauren ရဲ့အောင်တွေထဲမှာအသက်ကြီးကြီးလက်တစုံကဒူးဆန်းတဲ့မော်စီရင်တွေလုံနေတာကိုမြင်လိုက်ရပါတယ်။ Father Gordon ကဘုရားသာဆိုးလေးလေး David ကပို့ပြီးတော့ယုံလေးလေးဖြစ်နေပြီးအသားရည်တွေခန္ဓာကိုယ်တွေကပူလောင်နေခဲ့က David တယောက်လည်းစပွဲပေါ်မှာကောက်ကွေးတွေဖြစ်နေတာကငြိမ်ကြသွားခဲ့ပါတော့တယ်။ ။ဒါပေမဲ့အဲ့ဒီချိန်ခန်းထဲကပစ္စည်းတွေကလွင့်လာပြီးတော့ Father Gordon ခေါင်းကိုထိသွားတာကြောင့် Father တယောက်သတိလစ်သွားခဲ့ရပါလိမ့်။ Father သတိလစ်သွားတဲ့ David ကချက်ချင်းပဲပြန်လဲရုန်းကန်လာပြီးတော့လေပင်မုန်တိုင်းတွေပါတိုက်ခတ်လာတာဖြစ်တဲ့အတွက်အဲ့က Father ရဲ့ပြုတ်ကျသွားတဲ့တမာချမ်းသာကိုကောက်လိုက်ပြီးအပါနှင်မိုးတွက်ဆက်ပြီးတော့လှုပ်ခဲ့ပါလိမ့်။ဒါပေမဲ့ဘလို့မှကိုလုံးမဖြစ်တော့ပဲ David ကလုံးဝခန္ဓာကိုခေါက်ယိုးယိုးချိုးချပစ်လိုက်ကအဲ့ကိုဒေါသအပြင်းနဲ့အကြည့်တွေနဲ့ကြည်နေပါတော့တယ်။ရှင်းနေပဲရှိသေးတဲ့ကလေးငယ်တယောက် ူရဲ့ရှိမှခံစားရတာတွေကိုမြင်နေရတော့အာနီကစိတ်ပူသွားခဲ့ပါတယ်။ဒါကြောင့်သူကအက်ကိုလွတ်လိုက်ဖို့ပြောနေပြီးတော့အက်ကအဲ့ရမင်းကြီးလေးမဟုတ်ဘူးစကားသွားမပြောနဲ့လို့ဒါနေပြီမယ်။အဲ့ချိန်မှာပဲဒေးဗစ်ကချုပ်ထားရိစီကနဲ့ယုံထွက်သွားနိုင်ခဲ့ပါတော့တယ်။ဒေးဗစ်ကအက်ပေါ်ကနေတက်ခွာပြီးတော့စောက်ဖိုးတော်ကြီးခမောင်းကိုတတ်ပြစ်မယ်လို့ပြောနေတယ်။လယ်ဘေးညစ်တက်နေတဲ့အချိန်မှာအာနီကဒေးဗစ်မင်းအကူထဲမှာအသီးစိတ်ရှိနေတယ်ငါသိတယ်။မကောင်းဆိုးအကောင်သူ့မလုံးနဲ့ငါ့အိုပဲလုံး။ငါ့ခန္ဓာကိုယ်ယူလိုက်လို့သွားပြောလိုက်တဲ့အခါမှာဒေးဗစ်ကချက်ချင်းပဲ ငြိမ်ကြသွားခဲ့ပြီးတော့အာနီရဲ့အကြီးတွေကတော့မကောင်းဆိုးဝါးတကောင်ရဲ့မျက်လုံးတွေဖြစ်နေပြောင်းလဲလို့သွားခဲ့ပါတော့တယ်။လေပင်ညှခံထားတဲ့အက်ကဒါကိုသတိထားမိသွားခဲ့မယ်။လော်ရင်းကိုပြောမပြလိုက်နိုင်ခင်မှာပဲသတိလစ်သွားပါတော့တယ်။အာနီရဲ့လောရဲ့ကြောင့်ရှင်းနေရဲ့ကောင်လေးတယောက်သက်ဘေးကနေကင်းကွာသွားခဲ့ရပါမယ်။နောက်တစ်ချိန်မှာနိုင်ငံကျော်တဲ့တီဆိုးရွားလုံးနဲ့တဘာဝလုံးဖြစ်ရတကူဖြစ်လာဖို့အကြောင်းဖန်လာခဲ့တော့တာပါ။သတိလစ်သွားတဲ့အက်ကတကယ်တော့နှလုံးဖောက်သွားခဲ့တာပါလို့ဆရာဝန်ကရှင်းပြနေပါတယ်။ အသက်အန္တရာယ်မရှိဘူးဆိုကမှလော်ရင်းလည်းစိတ်အေးသွားပြီးတော့အာနီကတော့အဲ့ဒီညကအိမ်မဆိုးတွေမှတ်နေခဲ့ရပါတယ်။မနနိုးလာတော့ဒေးဗစ်ရဲ့အမဖြစ်တဲ့နာမည်ကတော့မသိဘူးပေါ့ဗျာ။အာနီကအဲ့သူ့ရဲ့ကောင်မလေးကိုဒေးဗစ်ကလည်းတတ်တာသွားပြီးမလို့တခြားမျိုးပြောင်းပြီးတော့နေကြရအောင်လို့ပြောကြည့်လိုက်ပါတယ်။ဒါပေမဲ့တန်နေတဲ့ကြီးကိုပြောင်းနေစွာလွယ်ကူတဲ့ຢာမဟုတ်လို့ခဏလောက်စဉ်းစားပြရစီအောင်မောင်းရဲဆိုတာကြောင့်အာနီလည်းအာဘွားလေးနဲ့ပဲကျင်းနှက်လိုက်ရပါတယ်။အာနီရဲ့ကောင်မလေးကခွေးလေးကိုထိန်းပေးတဲ့အလုပ်လုပ်တာဖြစ်ပြီးတော့သူရဲ့တငယ်ချင်းဘရူနိုကသူ့ရဲ့ပြက်နေတဲ့ ရေဒီယိုလေးကိုပြင်ပေး9ဒေါ်လာပေးမယ်လို့အာနီကိုကမ်းလှမ်းလိုက်ပါတယ်။အာနီလည်းနောက်မှလှုပ်ပေးမယ်လို့ပြန်ပြောလိုက်ပြီးတော့15ဒေါ်လာပေးမှပြင်ပေးမယ်လို့ဈေးထန်းညှိလိုက်ပါတယ်။နောက်တော့လည်းနေလေသာစားဖို့ပြင်ကြပြီးတော့အာနီကရေခဲတရာတွေကဘာဘာညာလာယူတဲ့အခါမှာသူ့ရဲ့ရှေ့မှာစီရီယယ်တပူးကအောက်ကိုလိုလိုနေနေပြုတ်ကျသွားတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်အာနီလည်းဘာတော့မှလို့တွေ့နေသွားကြည့်လိုက်တဲ့အခါမှာစီရီယယ်ဘူးတွေကလည်းဘိုးကောင်လိုရာတစ်ခုခုထွက်သွားတာကိုမြင်လိုက်ရပါတယ်။ဒါကြောင့်သူလည်းအဲ့အကောင်လေးနောက်ကိုလိုက်ကြည့်တဲ့အခါမှာ နာမထူးဆန်းတဲ့ဘာမှမသိတဲ့အပေါက်ကြီးတစ်ခုဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ်အပေါက်ထဲကိုနားကပ်ပြီးတော့ကြည့်လိုက်ပေမယ်အထဲမှာကမှောင်နေရာတောင်ဘာမှမမြင်ရလို့အနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ရုပ်တရက်မျိုးသမီးတယောက်ကိုမြင်ပြီးတော့လန့်ဖြန့်သွားခဲ့ရပါတယ်အဲဒီကြောင့်မှတော့ Father Gordon ကအက်ဒီရဲ့ဈေးရုံကိုလူလာလာပြီးတော့တွေးခဲ့ပါတယ် Lorraine ကအက်ဒီရဲ့ဘေးသားမတွေအိပ်ပျော်နေပြီးတော့ Father ဒီလိုကြီးမဆောင်နေလဲအက်ကပြန်ပြီးတော့တတိယလာမှာပါ Lorraine ရဲ့အိမ်ပြန်ပြီးတော့နားလိုက်ပါလားလို့ပြောလိုက်တဲ့အခါ"သူမက၊သူနဲ့ကျမဘယ်လိုစားတွေးခဲ့ကြတယ်ဆိုတာ Father ကိုပြောပြမယ်နော်"လို့ ဇက်လန်းစလိုက်ပါတော့တယ်။လော်ရင်းကအသက်18နှစ်အရွယ်မှာတငယ်ချင်းနဲ့အတူရုပ်ရှင်သွားပြီးတော့ကြည့်ခဲ့ပါတယ်။အဲရုပ်ရှင်ရဲ့အဆောင်လေးကတော့ add ဖြစ်နေခဲ့တာပါ။ဂျုံနဲ့သူတို့နှောက်လဲစားတွေ့ခဲ့ကြပြီးတော့ဗန်းညာအိမ်လေးတစ်ခုထဲမှာမိုးရွာရွာလို့ဝင်နိုင်နဲ့တွဲပြေးသွားခဲ့ကြတာဖြစ်ပါတယ်။အဲကိစ္စတွေကလွန်ခဲ့တဲ့နှစ်30ကဖြစ်ခဲ့တာဆိုပေမဲ့အခုတတိသူ့ကိုချစ်နေတော့မှာပဲလို့လော်ရင်းကပြောလိုက်ပြီးအိမ်ကိုပြန်နှားဖို့ပြောနေဖာသားကိုသူရှိတဲ့နေရာတိုင်းဟာကျမရဲ့အိမ်ပါပဲလို့ပြောလိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့အာနီကတိတ်ကိုင်းတွေကိုခုတ်ဖို့လွှာဆက်တစ်ခုကို စက်နှိုးနေခဲ့ပါလေဒါပေမဲ့ဆက်ကကြောင်နေပြီးတော့ချက်ချင်းမပွင့်ဖြစ်နေတဲ့အချိန်မှာသူ့ရဲ့ဗရင်းပေါက်မှာမိမအီတယောက်ကလှမ်းပြီးတော့စိုက်ကြည့်နေခဲ့ပါလေအာနီကလည်းကြည့်လိုက်တော့မရှိတော့ပါဘူးနောက်တော့စက်နှိုးများဖြစ်နေလှွားဆက်ကချက်ချင်းကောက်ပွင့်သွားပြီးတော့အာနီလည်းလန့်သွားအောင်လှုပ်ချလိုက်မိပါလေဒုံနဲ့အာနီလည်းအလုံးလောက်လာအစင်မပြေတော့တာကြောင့်အင်ကိုပြန်လာခဲ့လိုက်ပါလေအင်ကိုရောက်လာတော့အိမ်ထဲကခွေးတွေကအာနီကိုအတကုံဟောင်နေခဲ့ကြပြီဘလူးနိုကအာနီကိုလုံမသွားဘူးဆိုရင်တစ်ခွက်တစ်ပလာကိတ်ကြရအောင်လို့ဇွဲဆောင်လို့နေပါလေ။ ဲ့အချိန်မှာစေယုံမှာတော့အက်ကပြန်လဲသတိရလာပြီးသတိရခြင်းမှာပဲအဲ့ဒီကောင်အာနီကိုတည်းဝင်သွားပြီလို့လော်ရိန်းတို့အထိတ်လန့်နဲ့ပြောပြလိုက်ပါတယ်တပတ်မှာတော့အာနီကဘရူနိုရဲ့ရေဒီယိုလေးကိုပြင်ပေးလိုက်ပြီးသူကနဲလေးနေထိုင်မကောင်းတဲ့ပုံဖြစ်နေပေမဲ့အရေးကဲမသိတဲ့ဘရူနိုကတော့သူနဲ့တခွာတစ်ပလားချဖို့ပဲအတင်းကိုပြောနေခဲ့တာပါတချင်းတန်တွေကလည်းရန်ကိုကြဲနေခဲ့တာကြောင့်အာနီတယောက်လဲခေါင်းနေကိုက်နေပြီးဆရာမဘရူနိုကတော့လာသားကြီးကားကြမယ်လို့ပြောကအတင်းကိုဆွဲကာကာခိုင်းနေခဲ့ပြန်ပါတယ်လော်ရိန်းကအာနီကိုသတိပေးခြင်းလို့ဖုန်းနဲ့ဆက်နေခဲ့ပေမဲ့ အာနီတို့ကတော့တချင်းတန်တွေအကျယ်ကြီးတွေကြောင့်ဖုန်းတိုင်ကိုမကြားခဲ့ကြပါဘူး။နောက်တော့ဘရူနိုကကောင်မလေးဘာတွဲကနေလို့အာနီရဲ့စိတ်ထဲမှာမတည်မကြတွေဒေါသစိတ်တွေတဖွာဖွာနဲ့ပေါ်လာနေခဲ့ပါလေ။လော်ရင်ကလည်းတစ်ဖက်မှာယက်စကန်ကိုဖုန်းဆက်လိုက်ပြီးတော့ပရိုဖီဘိုဒီကန်ထဲမှာအဖြစ်ဆိုးကြီးဖြစ်တော့မယ်။ချက်ချင်းသွားကြည့်ပေးကြပါလို့လှမ်းပြီးတော့အကြောင်းကြားလိုက်ပါလေ။ဒါမဲ့ကိစ္စတွေကနောက်ကျလို့သွားခဲ့ပါပြီ။အာနီရဘူးဝင်နေရတဲ့တက်တော်လို့မျက်နှာသွားတင်နေတဲ့အချိန်အထဲကနေကောင်မလေးဓာဘီရဲ့အော်တန်ကိုကြားလိုက်ရလို့သွားကြည့်လိုက်တဲ့အခါမှာ မကောင်းဆိုးဝါးတကောင်ဖြစ်နေတဲ့ဘရူနိုကဒက်ဗီကိုကိုက်တပ်ဖို့လုံနေတာကိုတွေးလိုက်ကြပါတော့တယ်။ဒါမဲ့ဒါသူ့အမြင်မှာပဲဖြစ်နေတာဖြစ်ပြီးတော့ဘာဖြစ်တာလဲဆိုပြီးစိတ်ပူသွားတဲ့သူကအနာနာကိုကတ်လာတဲ့ဘရူနိုကိုတရေတကောင်လို့မြင်အောင်မိကဒါနဲ့ထိုးသားပစ်လိုက်ပါတော့တယ်။နောက်ထပ်စိတ်ဝင်ရမ်းတစ်ခုမှာတော့ရဲကားတစ်စီးကအာနီရဲ့အိမ်စီကိုဥတီပြီးတော့လာနေခဲ့ပါတယ်။အာနီကတော့လမ်းမမာလူသေးတကောင်လို့လမ်းရှောင်နေပြီးရဲကားတွေ့သွားတဲ့သူကလမ်းတားပြီးတော့ဖမ်းထားလိုက်ပါတယ်။အဲဒီခါမှာအာနီလည်းသတိပြန်ဝင်လာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကသွေးတွေကိုတွေးလိုက်တဲ့အတွက် အရာရှိများကျွန်တော်တယောက်ယောက်ကိုတတ်ခဲမိပြီထင်တယ်လို့ပြောပြလိုက်ပါတယ်။အာနီယာခွေးတိန်စကန်ပိုင်ရှင်ဘလူးနိုဆောကိုဓာတ်နဲ့22ချက်တိတိထိုးသတ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီမှုကမြို့ရဲ့လူသတ်မှုကင်းခဲ့တဲ့193နှစ်တွဲမှာပထမဆုံးပြန်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုပဲဖြစ်ပါတယ်။အာနီကလူသတ်မှုနဲ့အချင်းချခံလိုက်ပြီးတော့အက်တိုကမကောင်းစွာပူးခံရဟုံမုံသိကျင်တဲ့အတွက်တမာကျန်းသားတွေကစာပိုက်တွေကိုယွတ်ကြည့်ခိုင်းတဲ့အခါမှာအာနီကတလုံးမပတ်ထိပ်ပဲရှောရှူရှူယွတ်နေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဒက်ဘီရဲ့ပြောပြချက်အရဘရူနိုကိုတတ်နေတဲ့ချိန်အာနီကအာနီမဟုတ်ပဲတစုံတစ်ခုကဝင်ပူးသွားတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတာကြောင့်အက်တိုလည်းအာနီရဲ့ရှေ့နေကိုသွားပြီးတော့တွေးကြရပါတော့တယ်။တတ်သိအထောက်ထားတွေပြေဆုံနေတာကြောင့်အာနီကဘယ်လိုလုပ်လို့ထောင်ကြတော့မှလို့ရှေ့နေကပြောပြလိုက်ပါတယ်။အက်ကထောင်ကြမှသေးကြတယ်ဆိုရင်ပြစ်တန်ရှော့ပေါင်းလုပ်ပေးလို့မရဘူးလားလို့ပြောလိုက်တဲ့အခါဒါဆိုကျမအသေးပူတာခန်းလို့လူတက်လိုက်တာပါလို့ဂျူရီတွေကိုသွားပြောပြရမှလားလို့ပြန်ပြီးတော့ငော့လိုက်ပါတယ်။အက်ကလည်းဟုတ်တယ်လို့ပြန်ပြောလိုက်ပြီး တရားခွေမစခင်မှာအမှန်တရားကိုပဲပြောပါမယ်ဆိုပြီးတော့တော့ဂျိန်ကြတာပဲဖះကူယုံရင်တရေတွေဆိုတော့လည်းယုံရမှာပေါ့လို့ပြောလိုက်ပါလေရှင်နေကကျွန်မတရေတွေကိုမယုံဘူးလို့ပြောလိုက်တဲ့အခါအက်ကမယုံရင်အိမ်လာခဲ့ဗျာကျွန်တော်အန်နာဘဲယုံတဲ့မိတ်ဆက်ပေးမယ်လို့ဖိတ်လိုက်ပါတော့တယ်ဂျွန်နဲ့ရှင်နေကလည်းယုံသွားပြီးတော့တရားစီရင်တဲ့နေ့ရောက်တဲ့အခါမှာနတ်ဆိုးအပုကတ်ခံရတာပါလို့ရှောက်လဲချက်ကိုတင်လိုက်ပါလေဒါကြောင့်ဂျူရီတွေလည်းကြောင်သွားပြီးတော့ရှောက်လဲချက်ကယုံတိမရှိတာကြောင့်တရားကအာဏိကိုတေးတံပဲချပစ်လိုက်ပါလေဒါကြောင့်ရှင်နေလည်းဘာမှမတတ်နိုင်တော့ပဲ လုံရင်းတို့အမှုကိုတော့ဆက်လိုက်ပေးပါမယ်လို့ပြောလိုက်ပြီးဒေရန်မချခင်မှာနတ်ဆိုးတကယ်ရှိတဲ့ကြောင်းတတ်သိပြဖို့စ조사ကြဖို့အကြံပေးလိုက်တာပါဒီလိုနဲ့အက်နဲ့လော်ရိန်းတို့ကလည်းအာနီရဲ့ဇလန်းကိုဟိုးစားကနေပြန်ပြီးတော့လေးလာခဲ့ကြပါတယ်အာနီတို့ကလုံခဲ့တဲ့9နှစ်ကဒီကိုစပြီးတော့ပြောင်းလာခဲ့ကြတာပါအဲတုန်းကအိမ်ကိုအွှေပြောင်းလုပ်နေတဲ့ဒေးဗစ်ကသူ့ခန်းထဲကရေမွေ့ရာကြီးကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ဒေးဗစ်လည်းကလေးဘီဘီတက်ဆော့နေတဲ့အချိန်မှာမွေ့ရာထဲကနေလက်ကြီးတစ်ပတ်ထွက်လာပြီးတော့အာနီကိုလမ်းဆွဲထားလိုက်ပါတယ် အဲ့ဒါကတော့နတ်ဆိုးနဲ့ပတ်သက်ပြီးတော့ပထမဆုံးကြုံခဲ့ရတဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။အဲ့ကဓာဘီကိုရေမွေးရဘယ်နာမှာရှိခဲ့တာလဲလို့မေးတဲ့အခါကော်စောအောင်မှာပါလို့သူမှပြန်ဖြေပါတယ်။ဒါတောင်သူလဲကော်စောကိုလှန်ကြည့်လိုက်တဲ့အခါမှာကော်စောကသစ်သားတွေအရခုကြောင့်ပြက်စီးနေရကိုတွေးလိုက်ကြရပါတယ်။ဒိုနဲ့အက်ကခြေထောက်မှာဒဏ်ရာရထားတဲ့အတွက်လော်ရင်းကပဲအင်အောက်ကဂျန်ကင်းတွေတဲကိုဓာဘီလက်နဲ့ဝင်ကြည့်လိုက်ရပါတယ်။ဂျန်ကင်းတွေတဲမှာတော့ကြွက်တီအများကြီးဖြစ်နေတာကိုတွေးလိုက်ရပြီးအဝေးဆုံးနဲ့အုပ်ထားတဲ့အရာတစ်ခုကိုဖယ်လိုက်တဲ့အခါမှာတော့ အယိုးစုတစ်ခုနဲ့လှုပ်ထားတဲ့စုံးစီရင်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။လော်ရင်းကဒက်ဘီကိုဒေးဗစ်ကဂျိန်စာတိုက်ခိုက်ရတာဖြစ်မယ်လို့ပြောပြလိုက်ပါတယ်။အပါနေနဲ့ညဂျိန်စာကဒေးဗစ်ရဲ့ကိုယ်ထဲကနေအာနီစီကိုပြောင်းရွှေ့လို့သွားခဲ့တာပါ။တမန်ချန်သာရွတ်ဆိုခိုင်းတော့ကယွန်းနိုင်နေတာဟာနတ်ဆိုးပူကတ်ခံလို့မဟုတ်ပဲနတ်ဆိုးကဂျိန်စာတိုက်ခိုက်ရတော့မှတခဏမှပဲခန္ဓာကိုယ်ထဲမှာနေပြီးတော့လူတက်ပြီးတဲ့နောက်မှာတော့ချက်ချင်းကိုပြန်ထွက်သွားလို့ပဲဖြစ်ပါတယ်။ Father Gordon ကအစည်းအဝေးကိုမြင်လိုက်တော့ဟိုးရှိရှိတော့က ရန်ဒိတ်တီသမားတွေကိုနှင်ခဲ့တဲ့ Father Kastner ဆိုတဲ့သူကိုသွားတွေ့ဖို့ကြံပေးလိုက်ပါတယ်။ဒါကြောင့်အက်တိုလည်းငိမ့်သားယူထားတဲ့ Father Kastner ကိုသွားတွေ့ခဲ့ကြပြီးအစီရင်နဲ့ပတ်သက်ပြီးတော့ဗာတိထားလေလို့မေးခဲ့ကြပါတယ်။ Father Kastner ကအစီရင်ကတကယ်ကိုအစင်းမြင့်အစီရင်တစ်ခုပဲလို့ပြောလိုက်ပြီးတော့အက်တိုကဘာမှအပြစ်မရှိသေးတဲ့ကလေးတစ်ယောက်ကိုဘယ်သူကများဘာလို့ဒီလိုတွေလုပ်နေရလဲလို့ Father ကိုမေးလိုက်ပါတယ်။ Father ကတော့နဆိုးကိုးကွယ်တဲ့သူတွေဆိုတာလူတွေရဲ့နာကျင်မှုပူဆွေးမှုတွေကိုနှိမ့်ချကြတဲ့အတွက်လူတွေဒုက္ခရောက်ရင်ပြီးရောဆိုတဲ့စံနာတစ်ခုတည်းတောင်ပဲလို့ပြောပြလိုက်ပါတယ်။ နောက်တော့သူကမြေအောင်ခန်းထဲကသူတိန်းထားတဲ့ရန်ကိုင်းကလူတွေရဲ့အစီရင်ဟောင်းတွေကိုပြလိုက်ပါလေဒီအကြောင်းတွေကိုသိချင်တော့ကိုဘသားကိုစိတ်ကြိုက်ရှာလို့ရလို့သူကပြောလိုက်ပြီးသူ့ရဲ့အဖြစ်ပြက်တစ်ခုကိုပြန်ပြီးတော့ပြောပြလိုက်ပါတော့တယ်ရန်ဒိတ်တီတို့တရားဝင်တင်ငယ်တုန်းကပြည်နှံချလိုက်တဲ့နောက်မှာရှင်းနေကကိုဝင်တဲ့မိမမွေးရမယ်ရက်ထက်6ရက်စောပြီးတော့မွေးဖွားလာခဲ့ပါလေမွေးလာတဲ့ကလေးရဲ့နှလုံးကအပြေမာဖြစ်နေပြီးနှစ်လလောက်ကြာတော့မိမဖြစ်သူကလည်းယထာလမ်းမှာကိုကိုကိုစူးစိုက်လုသွားခဲ့ပါလေဒါတောင်လူတယောက်ရဲ့ဘဝကိုချိုးနှိမ်ပစ်လိုက်နိုင်တဲ့ ရုံညာတဲ့ဇေဒန်ဘာသာဝင်တွေကိုဘယ်တော့မှအထေမသေးနဲ့ကိုကိုကိုဂယုဆိုင်ကြပါလို့ဖာသားပြောလိုက်ပါလေ။ဒေဒန်ကြတော့မဲ့ကောင်လေးကိုမင်းတို့ရဲ့အသက်တွေနဲ့ရင်းပြီးတော့ကယ်ရမှာကတန်ရဲ့လားဆိုတာကိုဘာသာကိုပြန်စဉ်းစားကြဒီကိစ္စအရန်ကိုအန်ရဲများလုံးတယ်လို့ဖာသားကသတိထပ်ပေးလိုက်တာပါ။နောက်တဲ့ဆက်ဝင်ခန်းတစ်ခုမှာတော့ဖျောင်းနိုင်ကိုမင်းကြီးပြီးဇင်းတွေလုံးနဲ့မျိုးသမီးတယောက်ကိုတွေ့ရမှာပဲဖြစ်ပါလေ။သူမအစီရင်ကိုစားလိုက်တာနဲ့အာနီတယောက်လည်းအကျဉ်းအောင်မှာကျန်းတိုက်နေရာကနေတစုံတစ်ခုကိုခံစားလိုက်ရပါလေ။ ရေပုံကခရင်အောက်ကိုကျသွားတော့လိုင်းလိုက်တဲ့ခါမှာရေပုံကိုတစုံတစ်ခုကတခြားတစ်ဖက်ကိုဆွဲသွားတာမြင်လိုက်ရပါလိမ့်။နောက်တော့သူ့အဆောင်ကြီးနဲ့အဆောင်ကပျောက်သွားပြီးတော့သူ့ရဲ့ဘေးနားကလူနာတယောက်ကငုတ်တုတ်ဤထထိုင်ကသချင်းတွေစိုးနေခဲ့ပါလိမ့်။ဒါတော့အာနီလည်းကြောက်လန့်နေပြီးတော့အဲ့ချိန်မှာပဲနောက်ကနေမကောင်းဆိုးရတဲ့ကောင်ကရုတ်တရက်ဂုတ်ပေါ်တက်ခွပါတော့လေ။ဒုနေခဏနေတော့ချင်းအောင်ဆောင်တွေလည်းရောက်လာပြီးအစီရင်လုံးနဲ့မျိုးသမီးလည်းလက်တစ်ဖက်ပုံစံဝိုင်ကွက်ကိုချမ်းကားထွက်သွားခဲ့ပါတော့လေ။နောက်မှာ SC ကိုသူတို့ရဲ့တပည့်ကောင်လေးကဖုန်းဆက်ပြီးတော့ အစီရင်ပုံစံကိုမြင်မှုတဲ့စုံထောက်တယောက်နဲ့ဗိဆက်ပေးခြင်းတဲ့အကြောင်းလှမ်းပြီးတော့ပြောခဲ့ပါတယ်။ဒွန်းနဲ့အက်တိုလဲဒိုင်မာမျိုးကစုံထောက်တယောက်နဲ့သွားတွေ့ခဲ့ကြပြီးစုံထောက်ကြ KD နဲ့ Jessica ဆွဲကောင်မလေးမျိုးရဲ့အမှုအကြောင်းကိုပြောပြပါတော့တယ်။လွန်ခဲ့တဲ့လီလာက KD နဲ့ Jessica တို့တငယ်ချင်းနှစ်ယောက်ပျောက်ချင်းမလားပျောက်သွားခဲ့ကြပါတယ်။ KD ရဲ့အလောင်းကိုတော့တုံးတစ်ခုထဲမှာဘိုက်မှာဓာတ်တန်ရ22ချက်တိတိထိုးခံထားတဲ့ပုံစံနဲ့တွေ့ခဲ့ရပြီး Jessica ကတော့ခုထိပျောက်နေသေးပဲဖြစ်ပါတယ်။ Jerry က Jessica အင်ကိုစစ်ဆေးကြည့်လိုက်ကြတော့ အကျိုးကောင်းတဲ့လှုပ်ထားတဲ့အစီရင်တစ်ခုတွေးခဲ့ရတယ်လို့စုံတော်ကြီးကပြောပါတယ်။အဲ့ဒီစီရင်ကအာနီရဲ့အိမ်မှာတွေးခဲ့ရတဲ့အစီရင်နဲ့တခုတည်းပဲဖြစ်နေပြီးလော်ရင်ကစုံတော်ကြီးနဲ့အဖေးယူတစ်ခုလှုပ်ဖို့ကန့်လန့်လိုက်ပါတယ်။အဲ့ဒါကတော့သူမတို့ကိုအမှုရဲဖိုင်ကြီးဝင်ပေးရင်ဂျက်စီကောက်ကိုပြန်ရှာပေးမယ်ဆိုတာကိုပါ။စုံတော်ကြီးကတော့ရဲရီတောင်မှဒေါ်လာတိတိမြေလန်ရှာခဲ့ရတဲ့ကိစ္စကိုအကြမင်းစွာနဲ့ရှာပြမယ်ဆိုတော့မယုံသင်္ဃာဖြစ်ပြီးတော့တင်းသွားခဲ့ပါတယ်။ဒါတော့သူကတခြားအမှုတစ်ခုကလူသားလက်နက်၃ခုမှာဘယ်တစ်ခုနဲ့တတ်ခဲ့တာလဲလို့ယင်ပညာဆန်းလိုက်ပါတယ်။ လော်ရင်ကတော့ခဏလောက်အာရုံခံလိုက်ပြီးတော့ဒီတစ်ခုပဲလို့ပြောလိုက်တဲ့အခါမှာတော့စုံတော်ကြီးလည်းမျက်စိပြူးသွားခဲ့ရပါတော့တယ်။ဒီလိုနဲ့သူတို့တွေလည်း KT ရဲ့အလောင်းတွေးခဲ့တယ်ဆိုရယ်တောအုပ်ထဲကိုသွားခဲ့ကြပါတော့တယ်။ဒေါ်ရဲကိုရောက်လာလော်ရင်ရဲ့အမြင်တွေကမှောင်ကျသွားပြီးသေပင်တစ်ခုရဲ့အနောက်ကနေ KT နဲ့ Jessica တို့နှစ်ယောက်ပြီးထွက်လာကြတဲ့အမှုဖြစ်ခဲ့တဲ့ညကိုပြန်အောင်သွားခဲ့ပါတော့တယ်။တကယ်တော့ KT တို့နှစ်ယောက်ကညပကြီးမှာဇက်စလူးစိန်ဓာပူးပိန်လာလောက်ကြတာပါ။လော်ရင်က Jessica ရဲ့နေရာမှာဝင်ရောက်ခန်းစားကြည့်နေပြီး ကေတီယိုဓာတ်နဲ့22ချက်တိတိထိုးသတ်နေတဲ့ပုံစံကိုလိုက်လုံနေခဲ့ပါလိမ့်အက်ကသတိဝင်လောင်ခေါ်လိုက်ပေမဲ့လော်ရင်ကတော့စိတ်လွတ်သွားပြီးဂျက်စီကာထွက်ပြေးသွားတဲ့လမ်းကြောင်းတိုင်းထွက်ပြေးခဲ့ပါလိမ့်ဒိုနဲ့တောရဲ့အစွန်ကြောက်ကမ်းမတစ်ခုကိုရောက်မှာတော့လော်ရင်တောင်ပြုတ်ကျလူဆဲဆဲမှာအက်ရဲ့အော်တန်ကြောင့်ပြန်လဲပြီးတော့သတိဝင်လာခဲ့ပါလိမ့်ဒါမဲ့ကြောက်ထဲကနေလက်တစ်ဖက်ထွက်လာပြီးတော့လော်ရင်ကိုဆွဲချပစ်လိုက်တာကြောင့်အက်ကအမြန်ဝင်ကယ်လိုက်ရပါလိမ့်အဲနောက်မှာတော့လော်ရင်ကအက်ဂျက်စီကာရဲ့လောင်းကဒီအောက်မှာပဲလို့ပြောချလိုက်ပါတော့တယ် ရဲရီကတောအုပ်ထဲမှာပဲရှာခဲ့ပြီးတော့မြေထဲကိုတော့ဆင်းရှာဖို့မတွေးမိခဲ့ကြတာဖြစ်ပါတယ်။ရှာကြည့်လိုက်တော့အလောင်းကတကယ်ကိုရှိနေပြီးစုံတော်ကြီးကလည်းလော်ရင်းရဲ့အစွမ်းကိုယုံကြည်လို့သွားခဲ့ပါတော့တယ်။ဂျိုနဲ့အက်တိုလည်းအိမ်ကိုရောက်လာကြပြီးတော့အိမ်ကိုရောက်လာတဲ့ဒက်ပီစီကဖုန်းဝင်လာခဲ့ပါတယ်။ဒက်ပီကအာနီနဲ့ထောင်ဝင်စာသွားတွေ့ခဲ့တော့ကအတန်တခါသူ့ကိုကိုကိုတတ်သိပြဖို့အတွက်ပြောနေရလို့ပြောလိုက်တာကြောင့်အက်တိုကိုအတိလှမ်းပေးလိုက်တာပါ။အက်ကလည်းအာနီကို24နာရီတည်တောင်းကြံစီနိုင်တဲ့အကျဉ်းသားဆင်းနဲ့ထယ်ထားလိုက်ပါလို့ပြောလိုက်ပြီး Father Newman ကိုအနီးကဆောင်းကြည့်ပေးဖို့ခေါ်ထားလိုက်ဖို့အကြံပေးလိုက်ပါတယ်။ဒါမဲ့ဘာမှစာမပြောနိုင်ခင်မှာဖုန်းကထူးဆန်းတဲ့အတန်တစ်ခုကြောင့်ပြတ်သွားခဲ့ပါတယ်။အဲ့ချိန်အာနီကို Father Newman ကဘေးဒဗလင်းလာပြီးပြီးတော့ဘုရားသခင်ကာကွယ်ပေးပါလိမ့်မယ်လို့အာဘေးစကားပြောသွားပါတယ်။ Loring ကအာနီရဲ့အမှုမှာနတ်ဆိုးတကောင်ကိုလူတယောက်ကစိတ်ခေါ်ထားပြီးတော့ဂျိန်စာတိုက်နေလို့အက်ကရှင်းပြပါတယ်။ဂျိန်စာဆိုတာကဖြီလို့ရတဲ့ဘောမျိုးရှိတာကြောင့်မျောလင်းကြတော့ရှိပါသေးတယ်လို့သူကပြောလိုက်ပြီးဒေးဗီယံလက်ကိုကိုင်းလိုက်တုံးကတစ်ခုခုမြင်လိုက်ရတယ်လို့ပြောပြလိုက်ပါတယ်။ အဲတုန်းကဘာမှမသိခဲ့မိမယ်အခုချိန်မှာဂျက်စီကာရဲ့အလောင်းကိုသာတွားကင်လိုက်ရင်တရခန်နဲ့ပတ်သက်တဲ့ခုခုထပ်ပြီးတော့မြင်ရနိုင်လိမ့်မယ်လို့အက်ကိုရှင်းပြပါတယ်။ထောင်ထဲမှာတော့အာနီကအလုံးပိတ်ခန်းထဲမှာပိတ်ခန်းထားပြီးဘေးရီကိုစီဝိုင်းတားလိုက်ကဘုရားသခင်စီမှာဝှက်ပြူစူတောင်းနေခဲ့ပါတယ်။အက်တို့ကတော့ရင်ခွဲဟုန်ထဲကိုခိုးဝင်ပြီးတော့အလောင်းကိုတွားကြည့်ဖို့လှုပ်ကြပါတယ်။အလောင်းကမိန်းကလေးလောင်းဆိုပေမယ့်မြစ်ထဲမှာ၃လတောင်မြုပ်နေခဲ့တာမလို့ဖောင်းကားပြီးတော့ပုတ်ပွားနေပါပြီ။လော်ရင်းနဲ့အလောင်းရဲ့လက်ကိုကင်လိုက်ပြီးတော့အစားကတော့ဘာမှမသိမမြင်ခဲ့ရပါပဲ။ နောက်တော့သူမရဲ့စိတ်ဝိညာဉ်ကမြေအောက်ဥမင်လှိုင်ကောင်းကြီးတဲ့ကိုရောက်သွားခဲ့ပါတော့တယ်။အဲဒီမှာယထာသန်တွေចောင်းဆောင်တွေကိုတွေ့ရတယ်လို့အက်ကိုပြောနေပြီးအာနိကိုအစီရင်လုပ်နေတဲ့ဆုံးမနေရာကနေမြင်ခဲ့ရပါတယ်။ဆုံးမကအာနိရဲ့ပရိတ်ရည်ပလင်းကိုခွဲပြလိုက်ပြီးအာနိကိုလက်ကောက်ကိုဖျက်ကိုကိုကိုတီတောင်းကြံစီဖို့လုပ်နေခဲ့တာပါ။အဲကလော်ရင်းကဘုရားသခင်အမိန်တော်နဲ့ဒီကောင်လေးကိုကူချက်ချင်းလွတ်လို့အော်ဟစ်လိုက်တာကြောင့်အစီရင်ကလည်းခဏရပ်သွားပြီးတီတောင်းကြံတော့မဲ့အာနိကိုလည်းထောင်ဆောင်တွေကတွေ့သွားကြပါတယ်။ လော်ရင်အောင်တွေထဲမှာသူမရဲ့ရှေ့ကိုမျိုးမီတယောက်ကရောက်လာပြီးတော့နေဘလူလုံးကလုံးနေရာတွေကိုမြင်ရတာလဲလို့မေးလိုက်ပါတယ်။လော်ရင်နဲ့ဆုံးမတဲ့အောင်များနေတဲ့အချိန်မှာမီးတွေကပြတ်သွားပြီးဘေးနာဖတ်တီးဘုတ်လောင်းကြီးကလည်းထလာခဲ့ပါတော့တယ်။လောင်းကလော်ရင်ကိုတိုက်ခိုက်ဖို့လုပ်တာတော့အဲကချက်ချင်းပဲတားလိုက်ရပါတယ်။နောက်တော့သူတို့အိမ်ပြန်လာကြတဲ့အချိန်မှာတပည့်ကောင်လေးကရောက်လာပြီးတော့အစီရင်အကြောင်းကိုသိလိုက်ပြီလို့လာပြောခဲ့ပါတယ်။ပထမဦးဆုံးပုံစံလူအစီရင်ကို Renaissance KU ဘိုင်းက Street Garia မှာပထမဆုံးတွေ့ခဲ့ရတာဖြစ်ပြီး အရိခေကဘုရားကျောင်းကဒီအစည်းကိုသုံးတဲ့ဆုံးတွေကိုအပြင်းထန်လိုက်အပြစ်ပေးခဲ့ကြပါလိမ့်။အစည်းရဲ့ပုံစံကတော့လူနှောင်းကိုထိခိုက်စေတာဖြစ်ပြီးပထမတစ်ယောက်ကဘလူးနိုနဲ့ KD လို့လို့အသက်ခံပြီးတော့နောက်တစ်ယောက်ကတော့အာနီနဲ့ဂျက်စီကာတို့လို့ကိုကိုကိုတတ်တည်ကြပါလိမ့်။အစည်းကိုတားဖို့တော့ခုဒီသောနီလန်းကမူရင်းကျောင်းဆောင်ကိုရှာပြီးတော့ဖြတ်စည်းပြရမယ်တနည်းပဲရှိပါလိမ့်။နောက်ဆုံးစာကြောင်းကတော့အာရမစ်ဘာသာစကားနဲ့ရေးထားတာကြောင့်အက်လည်းမဖတ်တတ်တော့ပါဘူး။အက်ကဆုံးမအောင်ရှာနိုင်မဲ့တစ်ခုမျိုးမြင်ခဲ့ရလားလို့မေးလိုက်တော့ လော်ရင်းကသူရောက်သွားတဲ့နေရာကယထာသန်တွေဖျောင်းနိုင်တွေနဲ့အလုံးပိတ်နေရာတစ်ခုမျိုးပဲလို့ပြောပြလိုက်ပါတယ်။အက်လေဒါဆိုရင်သူရှာကြည့်လိုက်မယ်လို့ပြောပြီးတော့ထားလိုက်တဲ့အချိန်ရုပ်တရက်သတိလစ်ပြီးတော့လဲကျသွားခဲ့ရပါတယ်။အက်လေစိတ်ဝိညာဉ်ကသူတို့ရဲ့အိမ်ခန်းထဲကိုရောက်သွားခဲ့ပြီးလော်ရင်းကိုလိုက်ရှာကြည့်တော့မတွေ့ရတော့ပါဘူး။အိမ်ထဲမှာလည်းပြက်စီးနေတာတွေကိုတွေ့လိုက်ရတာကြောင့်လော်ရင်းကိုစိတ်ပူသွားတဲ့အချိန်မှာသူ့ရဲ့အခန်းထဲမှာစိုးမာကြီးကိုတွေ့လိုက်ရပါတယ်။ဒါမဲ့သူမပျောက်သွားပြီးတော့ဖတီလောင်ကြီးကလာပြီးတော့တိုက်ခိုက်တာကြောင့် အက်လေလဝက်ကတိုင်အောင်ထုတ်ပြီးတော့မောင်းထုတ်ပြဖို့လှုပ်လိုက်ပါလေဒါတွေကသူ့ရဲ့အမြင်မှာဖြစ်နေတာဖြစ်ပြီးမန်နကယ်မှာတော့လော်ရင်းကိုဓာတ်နဲ့ထိုးဖို့လုံနေခဲ့တာပါဒုံနဲ့အက်လေသတိပြန်ဝင်လာပြီးတော့အက်ကသူ့ရဲ့အိမ်ထိရောက်လာပြီးတော့သူနဲ့သူမိန်းမကိုစော်ကားသွားတာကြောင့်အတီတင်းသွားခဲ့ပါလေဒါတော့သူလည်းအစီရင်ကိုအတင်းလိုက်ရှာနေခဲ့ပြီးတော့သူတို့ရဲ့ရုံးခန်းထဲမှာညှိုးနှွမ်းနေတဲ့ဘန်းစီတွေကိုတွေးလိုက်ရပါတော့တယ်တပည့်ကောင်လေးကိုမေးကြည့်တော့မနေ့ကခင်ဗျားတို့ပြန်လာတဲ့ကားထဲမှာပါလာတာလေးလို့ပြောပြလိုက်ပြီးရောက်လာတော့ကတော့လက်လက်ဆက်ဆက်ဘန်းလေးတွေပါလို့ထပ်ပြောလိုက်ပါလေ ဒိုနဲ့အက်လက်ပန်းကိုရိုက်ခွဲပလိုက်တော့ဘန်းဦးတဲကနေအစီရင်ကထွက်ကြလာခဲ့တော့တာပါဒိုနဲ့လော်ရင်းကဖာသာကန်စနာကိုအက်မဖတ်နိုင်တဲ့နောက်ဆုံးစာကြောင်းကိုဘာသာပြန်ခိုင်းမှုသွားတော့မှဖြစ်ပြီးဒရူးနဲ့အက်တိုကတော့အမှုတွေရဲ့ဆက်ဆက်မှုတွေကိုရှာရင်းနဲ့မူရင်းចောင်းဆောင်ရဲ့နေရာကိုရှာဖွေကြမှာပဲဖြစ်ပါတယ်တပီးတော့လော်ရင်းကအာနီနာမှာပဲဖာသာနျူမန်နဲ့ဒူဒူနေပေးဖို့အကြံပေးလိုက်ပါတယ်အချင်းတော့မှာတော့အာနီကိုအိတ်ဆေးတွေတင်းပေးပြီးတော့အိတ်ခိုင်းထားရပါတယ်လော်ရင်းကဖာသာကန်စနာစီကိုတယောက်တည်းထွက်လာပြီးအက်ကတော့ဒရူးနဲ့အတူဒီနေရာကိုရှာနေကြပါတယ် ကေဒီနဲ့အာနီတို့ရဲ့အမှုကမြို့မြို့ထဲမှာပဲဖြစ်ပေမယ့်ဂျက်စီကာကတော့မြို့နဲ့မိုင်120ကွာဝေးတဲ့နေရာမှာနေတာဖြစ်ပါတယ်။ဒါပေမဲ့သူမတက်တဲ့တက်ကတူကအာနီတို့မြို့ထဲမှာပဲဖြစ်နေပြီးရဲရီရဲ့သတင်းအချက်အလက်တွေရအစီရင်ကတက်ကတူကနေအင်ကိုပြန်ယူလာတဲ့ဘူးတစ်ခုထဲမှာပါလာခဲ့တာပါ။ဒါတော့လက်သေးတရခန်ကအဲ့နေမီတဝိုင်းမှာပဲရှိမှာဖြစ်ပြီးရသာတန်တွေကြားတဲ့မြစ်တန်တွေလည်းကြားတဲ့နေရာဆိုလို့ဖာသာကတ်စနာအိမ်မဲရှိနေခဲ့ပါတယ်။ဒါတော့အက်လေဖာသာစီသွားနေလော်ရင်းကိုစိတ်ပူလို့သွားခဲ့ပါတော့တယ်။လော်ရင်းကတော့ဒါတွေမသိသေးပဲ။ ဖာသာကက်စနာစီကိုညာအိမ်မင်းရောက်သွားခဲ့တာပါဖာသာလည်းအိမ်ထဲကိုခေါ်လိုက်ပြီးတော့တကားကိုတော့ခံပြစ်လိုက်ပါလို့ရနောက်တော့အာရမိတ်ဖာသာရဲ့ရေးထားတဲ့နောက်ဆုံးစာပိုင်းကိုဖာသာပြန်ပြလိုက်ပြီးဒီစာရဲ့အဓိပ္ပာယ်ကတော့အစီရင်ကတန့်စီမှုမေတ္တာနဲ့ကိုးကွယ်မှုဆိုတဲ့အရာသုံးကိုကိုးစားပြုတဲ့ခလေးချစ်သူနဲ့ဘုရားသခင်လူဆိုတဲ့သုံးယောက်တီးတီးကိုနတ်ဆိုးစီမှာပူဇော်ရမယ်ဆိုတာပါပဲ။စာပဲဘာသာပြန်ပြီးသွားတော့ Father Lorraine ကိုအထဲထဲလိုက်ခဲ့ဖို့ခေါ်လိုက်ပါလိမ့်။အဲကတော့ Lorraine ရဲ့နောက်ကိုအမြန်လိုက်လာနေခဲ့ပါပြီ လော်ရင်စိတ်ထဲမှာတော့ဖာသားရဲ့မြေအောင်ခန်းလေးကိုဝင်ရမှာစိတ်မတန့်ဖြစ်နေခဲ့ပါလေဖာသားကက်စတာကဓာတ်ပုံအေဗန်တစ်ခုထုတ်ပြပြီးတော့သူ့မှာသမီးလေးတယောက်ရှိခဲ့တယ်လို့စကားဆလိုက်ပါလေဒါပေမဲ့မိမဖြစ်သူကကလေးကိုမွေးနဲ့ဆုံးသွားခဲ့တာကြောင့်ဖခင်เจ้าကိုမပြောပြတော့ပဲတယောက်တည်းပဲကြိတ်ပြီးတော့မွေးထားခဲ့တာပါသူတို့နှစ်ယောက်ကပြောဆွေးနေခဲ့ကြပြီးတော့ဖာသားသမီးဖြစ်သူကိုရန်ကိုင်းတွေစီကနေကာကွယ်ပေးခဲ့မယ်သမီးဖြစ်သူကတော့စုပ်ယုတ်တဲ့စွားတွေကိုယူသွတ်သွားပြီးရန်ကိုင်းဝင်တယောက်ဖြစ်သွားခဲ့တာပါတချိန်တည်းမှာပဲအချင်းတော်မိတွေကမိတုံးမိတို့ဖြစ်သွားပြီး အာနီကသတိရလာခဲ့ကသူလာနေပြီလို့ပြောလိုက်ပါလေ။ဖာသာရောလော်ရင်းကိုသမီးတယောက်ကိုကာကွယ်ပေးခြင်းနဲ့ဖားခင်စိတ်ကြောင့်မှားခဲ့မိတာပါလို့တောင်းပန်ပါတယ်ကွယ်လို့ပြောလိုက်ပါလေ။အစီရင်ចောင်းဆောင်ကမြေအောင်ဥမင်လိုင်ကောင်းတွေထဲမှာရှိတာမို့လို့သွားဖြက်စီးလိုက်ပါလို့လော်ရင်းကိုပြောလိုက်ပြီးဖာသာလော်ရင်းကိုယင်သွားခိုင်းလိုက်ပြီးတော့သူကတော့သမီးဖြစ်သူနဲ့နောက်ဆုံးစကားပြောဖို့ကြံနေခဲ့ပါလေ။ဖာသာဘုံကြီးတယောက်မပြီးသားခဲ့လို့ဖားခင်ကောင်းတယောက်လည်းမပြီးသားခဲ့တာမို့လို့ဘုရားသခင်စီမံဝင်ချတောင်းပန်လိုက်ပြီး အဲ့ဒီချိန်မှာပဲတမီးပြည့်တဲ့ဆုံးမဖတ်ကနေလေဘင်းကိုဓာတ်နဲ့လီတာပြစ်လိုက်ပါတော့တယ်လော်ရင်းကလည်းဖာသာသေးပြီးဆိုတော့အာယုံရလိုက်ပါတယ်နောက်တော့မူရင်းချောင်းဆောင်တွေ့သွားပြီးတော့ဖြတ်စည်းဖို့လုပ်ပေမဲ့ဖြတ်စည်းလို့မရဖြစ်နေပြီးတော့ဆုံးမလည်းအနောက်ကနေရောက်ချလာခဲ့ပါတယ်အဲ့ကလည်းကားနဲ့ရောက်လာပြီးတော့လော်ရင်းရဲ့အော်ဒန်တွေကိုကြားပေမဲ့ဘယ်ကနေထွက်နေမှမသိဖြစ်နေခဲ့တာပါလော်ရင်းကတော့ဆုံးမစီကနေပြေးလာရင်သူနဲ့တဲ့ပုံစံနဲ့တူနေတဲ့သူလုတ်တဲ့အတိုင်းတထီရဲလိုက်လုံနေလှည့်စားမှုတွေကိုဂျုံနေရပါတယ် နောက်တော့ဆုံးမလော်ရင်းကိုဓာတ်နဲ့ထိုးသားဖို့လုပ်နေပြီးလော်ရင်းဘေးနာအိုခဲနဲ့ခေါင်းကိုရိုက်ပြီးတော့ထွက်ပြေးလိုက်ပါလေအက်ကလည်းမြောက်ခန်းတကားကိုဖွင့်ကဝင်လာပြီးဆုံးမလော်ရင်းဟန်ဆောင်ပြီးတော့အက်ရဲ့မျက်စိတွေကိုအမုံနေနဲ့ဖြူစားလိုက်ပါလေဒါတောင်လော်ရင်းအစ်စ်ကိုဆုံးမလို့ထင်နေပြီးတော့ဆုံးမတော့အာနီကိုတပ်ပြစ်ပြီးတော့စီရင်ကိုဆုံးသတ်ဖို့ပြင်နေခဲ့ပါလေအာနီရဲ့ကိုယ်ထဲကိုနတ်ဆိုးကအတင်းဝင်နေပြီးတော့အက်ကတော့လော်ရင်းကိုဆုံးမထင်နဲ့တင်းပုတ်ကြီးနဲ့လိုက်ထူတတ်နေခဲ့ပါလေလော်ရင်းကတော့အော်ဟစ်တောင်းမှန်နေသလို့ အာနီယာရဲ့နတ်ဆိုးကဝင်ပူးပြီးတော့မှန်ကွဲစာရင်နဲ့ကိုကိုအသသေးဖို့လုံနေခဲ့တာပါဒါပေမဲ့ငယ်ဘွားကအချစ်စစ်ရဲ့စွားရီကြောင့်အက်ကသတိပြန်ဝင်လာပြီးတော့လော်ရင်ရဲ့ဘေးနားကကြောင်ဆောင်တင်းပုတ်ကြီးနဲ့ရိုက်ခွဲပစ်လိုက်ပါလေဒီုံနဲ့အာနီလည်းချိန်စားပြဲသွားပြီးတော့နတ်ဆိုးအစင်းခေါ်ပြီးတော့ချိန်စားတိုက်ဖို့လုံနေဆုံးမကတော့နတ်ဆိုးရဲ့ဇီဝင်ချွေမှုကြောင့်ပဲတေသွားခဲ့ရပါတော့တယ်နောက်တော့ရဲတွေလည်းရောက်လာပြီးအက်ကဆုံးမရဲ့အစီရင်ကြောင်ဆောင်ကအပိုင်းစာလေးတစ်ခုကိုသူတို့ရဲ့ပြလိုက်ထဲမှာတင်ထားလိုက်ပါလေ အာနီရဲ့မှုကတော့နတ်ဆိုးထိန်ချုပ်တာကိုခံခဲ့ရတယ်ဆိုတာကိုတတ်သိပြနိုင်ခဲ့တဲ့အတွက်ထောင်ငါးနေပဲကြားခဲ့ပြီးတော့ထောင်ချနေတဲ့တွင်းမှာပဲဓာပီးကိုလက်ထပ်ခဲ့ကသူတို့ဇနီးမောင်နှံလေးကတော့ခုလက်ရှိထိသက်ဆုံးတိုင်သာသာယာယာပေါင်းဖက်သွားခဲ့ကြပါတော့တဲ့ကွယ်ဟုတ်ကဲ့ပါဒီနေ့တော့တင်ဆက်မှုကဒီလောက်ပါပဲဒါကတော့ Conjuring သုံးခါမြောက်ဖြစ်ပါတယ်အဲ့တော့မနေ့ပြန်မှာတော့အစ်စ်ထွက်ထားတဲ့ Conjuring ရုပ်ရှင်ကောင်ကိုဆက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒါကြောင့် Channel Subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ်ထားလို့ရှိရင် ရုပ်ရှင်ကားတွေအစ်စ်တင်တိုင်းမှာတန်းပြီးတော့တည်နိုင်မှာလည်းဖြစ်တာကြောင့်အဲ့လိုလေးလှောက်ထားဖို့လည်းမေတ္တာရက်ခံရင်းနဲ့ဒီနေ့မှာစာဆုံးလိုက်ပါကြီးစုအားပေးခဲ့တဲ့ဘောရတို့အားလုံးတရေကားတွေဟော်ရကားတွေကြိုက်တတ်တယ်ဘောရတို့တယောက်ချင်းနိုင်ချင်းပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ